ဲ့ဒီမှာမဲဆွယ်စီဝင်ကာရာမှာမဲထဲတဲ့ကာရာဒီမှာလုံကျွင်းလိုက်ပါတဲ့ရဲတွေတော်တော်များများဟိုအန်ဒီဖြစ်နိုင်တယ်လို့ဆိုတော့ကျွန်တော်ဒါမြင်တယ်ပေါ့ဗျာ knowledge ချက်ကဘာထက်ဖြစ်လာနိုင်သလဲဆိုတော့ရဲတွေကအရက်ဝင်းနဲ့မဲရုံအတွင်းမှာလုံကျွင်းကြီးကောင်းတဲ့ပြပြီးတော့ရောက်ရှိနေလိမ့်မယ်အခု ဆိုလို့ရှိရင်လေရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့သူတို့လုပ်ကြတယ်ဒါလာမယ့်ဒီဇင်ဘာလမှာသူတို့စပြီးကျင်းပမယ်ဆိုပြီးတော့လုပ်နေရရှိရပေါ့နော်အခုကျင်းပမယ့်ရွေးကောက်ပွဲမှာဆိုရင်ရောရဲတပ်ဖွဲ့တွေကိုဘလို့အတုံးချလာနိုင်တဲ့ကိစ္စတွေရှိမလဲပေါ့နော်အဲဒီရွေးကောက်ပွဲမှာတော့ဆိုတာပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့ဒီ2020နဲ့အခုရွေးကောက်ပွဲနဲ့ပုံမှန်အားဖြင့်စိတ်ဖြစီကြီးမယ်ဆိုရင်တော့အခုရဲတွေကစိတ်ဖြစီမှုတက်တာမှာပါ စိတ်ဖြစ်စမှုကိုကြော်တာနော်ကျွန်တော်ဘာလို့တော့ကျွန်တော်တို့2020မှာတော့ကျွန်တော်ပြောမှဆိုဒါကြီးကိုအောင်းနေဖို့တော်တော်ကိုဆိုတော့အားဆိုင်ကြရတာရှိတယ်ဘာတခုခုလွဲမှားလို့မရအခုကကျွန်တော်ပြောမှဆိုရင်သူ့ရဲ့အာနာရှင်ရဲ့အောက်မှာလုပ်တဲ့ရွေးကောက်ပွဲရဘလို reserve ထွက်တဲ့ reserve ကိုဆိုတဲ့ဘောကအချိန်မွေးတောင်းသွားနိုင်တယ်ဆိုတဲ့ဟာကရှေ့မှာဒီဒီမိုကရေစီကျွန်တော်တို့လို့ခေါ်ရဲပေါ့နော်ဆိုတဲ့ဘောကအသွင်တောင်းနေ2000 55မတိုင်ခင်မှာကျူလေးရရတဲ့2020ယူကောက်ပွဲပုံစံမျိုးလေးဒါဟိုဆိုတဲ့ဘောကပုံစံမျိုးဖြစ်နေတာပေါ့ဆိုတော့ဒါအတိတ်တော့ဆိုးမှာပေါ့အဲ့ဒါပဲတစ်ခုရှိတာကရဲတွေဘလို့ဆိုတော့အသုံးချခံမယ်ဆိုတဲ့အပိုင်းအောင်တော့နည်းစိတ်ဝင်စားရတယ်အဲ့တော့ရဲတွေဘလို့အသုံးချခံနိုင်လဲဆိုတော့တရားရမှာတော့ဟာသူကစိတ်ပီစီမှုတက်တာမယ်လို့ပြောတယ်ပေါ့နော်ဒါကကျွန်တော်စိတ်ပီစီမှုပြောတာပေါ့ဒါပဲအသုံးချခံနိုင်တဲ့အတိုင်းအတာတွေကတော့ကျွန်တော်အညီမှာဆိုရင်တော့သူကအခုဆိုရင်ကျွန်တော်တို့ဒီပေါ့နော်ဟိုတက်ပိုင်း ထိပ်သီးပိုင်းနေရဲ့တော့ရဲရဲ့ဆိုတဲ့သဘောရဲချုပ်တွေဘာတွေတောင်မှဆိုတဲ့ယူကော့ပွဲဝင်ပြိုင်မဲ့ဆိုတဲ့အတန်လေးဆိုတဲ့သဘောကကြားနေရတယ်ပေါ့နော်ဆိုတဲ့သဘောကအဲ့တော့အများဆုံးဖြစ်နိုင်တာကတော့ကြန့်ခိုင်ကြီးပါဠိလိုမျိုးတွေမှာဖြစ်နိုင်မယ်ပေါ့ဒါတော့ကျွန်တော်ကဒါကျွန်တော်အထင်ပေါ့နော်ဆိုတာအဲ့တော့အဲ့တော့ပုံမှန်ကိုယ့်ရဲ့တပ်ဖွဲ့တစ်ခုမှာဆိုရဲဆိုတော့ကိုယ့်ရဲ့လူကြီးကအဲ့နေရာမှာဝင်ပြိုင်ပြီဆိုရင်ဘာပဲပြောပြောတန်ရောစင်လို့ခေါ်လို့လည်းရတယ်နောက်တစ်ခုကဘာလဲဆိုတော့အကြောက်တရားပေါ့ဆိုတော့အဲ့တော့ဖြစ်လာနိုင်တာလေရှိတော့ကြတော့ ူကဒီရွေးကောက်ပွဲမလုတ်ခင်မှာတော့မှဘယ်နေရာမှာဆိုတဲ့ဘောကအခွင့်အရေးတန်းတူမညီညွတ်မှုတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်ရွေးကောက်ပွဲကာလမဲဆွယ်ကာလကြရင်မဲဆွယ်ပေါ့နော်ဆိုတဲ့ဟာတွေလုတ်နေကြဟိုစစတော့မယ်သဘောရှိပါတယ်သူကအဲ့လိုကာလကြရင်သူကဟိုကျန်တဲ့ပါတီတွေကအဲ့လိုကျွန်တော်တို့စိုးရတယ်ပြောလဲတက်တီရဲတွေပါတဲ့ပါတီတွေနဲ့ရှင်မယ်ဆိုရင်အခွင့်အရေးတွေပြုခေါ်မယ်ဆိုရှုံးမယ်ဘလို့အခွင့်အရေးလဲဆိုတော့ဆိုပါတော့တရားဥမာ ဒီတက်တွေရဲတွေရပြီးတော့အသွင်ပြောင်းထားတဲ့ဒီစစ်တပ်နဲ့ပတ်သက်တဲ့ဟာတွေအသွင်ပြောင်းထားတဲ့ပါတီရဆိုရင်နင်းနေတဲ့ကိုသူတို့ကပြီးတော့စီရုံးရေးဆင်းတဲ့အခါမှာစီရုံးရေးဒီနေရာမှာဒီလူဘလောက်မရှိမနေရဒီရွာလူဘလောက်ထွက်တိမ်တယောက်ဒီမထွက်မနေရဆိုတဲ့ဟာလေးကိုဖိအားပေးလာလိမ့်မယ်ဖိအားပေးလာရင်အဲ့မှာတက်ဆိုင်ရာရဲဆိုတာတည်သူနဲ့အနိကဆက်ဆံရတာဟုတ်တက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကတည်သူရဲ့ဆန္ဒပါတီဖြစ်စီမပါတီဖြစ်စီ အတင်းချိန်ချောက်တာမျိုးတွေပုံစံမျိုးတွေနဲ့ဒါတွေကိုစူးစီးရတော့မယ်ဆိုတဲ့ဘောအစူးစီးရရင်ပုံမှန်အားဖြင့်တော့ဒါစူးစီးရတာဘာမှမဟုတ်ဘူးဆိုပေမဲ့တဖက်မှာအာနာရှီရတာသူ့ဘာသူတခုအခွင့်အရေးရတော့မယ်ကိုကကြတော့ပြောမှဆိုရင်ပြည်သူနဲ့အရင်ကခက်ဆက်ဆက်မုန်းဆိုတဲ့ဘောဖြစ်နေတဲ့ပြည်သူကကို့အပေါ်မှာယုံကြည်မှုဟာကပူပိုးပြီးတော့ဆူလာဖို့ပဲရှိတယ်ဆိုတဲ့ဘောဒါကရွေးကောက်ပွဲမဲဆွဲကာလာ နောက်တစ်ခုကကြတော့ရွေးကောက်ပွဲကာလမှာကြတော့ဒီတိုင်းပဲစိုးရတယ်တို့ဒီမဲယုံနေကိုမလာမနေရခါမျိုးဘယ်သူ့ကိုပဲတာဝန်ပေးမှာလဲဒီရဲကိုပဲတာဝန်ပေးမှာလဲဆိုတဲ့ဘောကအမေအပိုင်ထဲမှာဒီရွာဒီလူကြီးဇာဝလာသူတို့ကမဲထည့်ခြင်းမထည့်ခြင်းဆိုတော့ဘာပေးခြင်းမေးခြင်းကိုသူတို့စိတ်မဝင်စားဘူးအခုရွေးကောက်ပွဲကဘာရောက်ဆိုသူတို့ကသူတို့ကသူတို့စီမံပြီးသားဒါဒါခလိရဆာသိတယ်အဓိကဘာလဲလူလာဖို့ပဲ ဒါကိုသူကပေါ်ရှိုးနိုင်ငံတကာကိုပြကြည့်တာအဲဆိုတော့ဒါအဲ့လိုဖြစ်တဲ့အတွက်အဲ့လိုမလာမနီရမှန်တယ်ဆိုတော့ရွေးကောက်ပွဲဆိုတာကမထက်ချင်လာမယ်မထက်ချင်မလာဘူးလေဆိုတဲ့ဘောကဟုတ်တယ်မလားဆိုတာအဲ့တော့ဒါသူအခွင့်ကြီးဒါပေမဲ့အဲ့ဒါကိုဘေးရုံမလာလာအောင်ရဲနေရလို့ရမယ်အဲ့ဆိုတော့ပြောသလိုပဲကြည်စုနဲ့ရဲကြအောင်အဲ့တော့အဲ့ဒီဟာတွေကလက်တလုံးမှာတော့ဘာမှမဟုတ်ဘူးဆိုတော့ねဘယ်ချိန်မှာအဲ့ဒီအကျိုးကျေးဇူးကိုဒီတာဝန်ထမ်းဆောင်တဲ့သူတွေကခံစားနိုင်နေဆိုတော့ မိမိရအကြောင်းနည်းနည်းကြောင့်ရက်တက်ဖွဲ့ရပြီးနှုတ်ထွက်လိုက်တဲ့အချိန်ပင်သင်သွားတဲ့အချိန်ဒီကြာရင်အဲ့ဒီညီစုနဲ့ကိုနဲ့ကိုရဲ့မိသားစုရဲ့နောက်ကကိုရဲ့မျိုးဆက်တွေပေါ့ဟာဒီမှာကြာရင်ကိုရဲ့ပုံရိပ်ကြောင့်အဲ့ဒီရဲ့ထိခိုက်မှုတွေကစိုးစိုးဝါခံရလာနိုင်တယ်ပေါ့နော်ဆိုတော့ဒါအဲ့တော့ပြောမယ်ဆိုရင်ကိုကောကတော့သူ့ဘာသူလုံးလို့ရတဲ့နေရာကိုအမိန်ပေးနေမှာပဲ နောက်တစ်ခုကဘာလဲဆိုတော့ဒီရွေးကောက်ပွဲမှာထူးထူးခြားခြားတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အမှန်ဆိုရွေးကောက်ပွဲကဒီကျွန်တော်တို့ရဲတွေတက်နေတဲ့ဆိုတဲ့ဘောကဟိုဒီပါဝင်လူဂျိုရေးရတော့ပါဝင်ရမယ်ရေးရ။ဒါပေမဲ့ကျန်တဲ့ဟာတွေဝင်ရောက်ဆုတ်ဖို့မရှိဘူးပေါ့။ဒါပေမဲ့အဲ့မှာဘာရှိလဲဆိုတော့ तू ကခုနောက်ထွက်တဲ့ကျွန်တော်တို့ဒီဥပဒေပါပေါ့နော်ရွေးကောက်ပွဲဥပဒေပါဆို तू ကတက်နေရဲ့အခန်းကဏ္ဍကိုဒဲတော်မဟုတ်ဘာပါလဲဆိုတော့ကျွန်တော်တို့ security ဆိုတာ visions comedy ဆိုပြီးတော့သူကဒီအဖွဲဖွဲ့စည်းရမယ်ဆိုတဲ့ဟာကြီးသူကထည့်ထားတယ်လုံချုံရေးဆိုင်ရာအဖွဲစည်းပေါ့အဲ့တော့အဲ့ဒီဟာဘာတွေပါလာမလဲဆိုတက်တီရဲတွေပါလာလိမ့်မယ်ဆူရသဘောအဲ့တော့ဝန်ထမ်းနေယုံကြည်ရတဲ့သူတွေထည့်လို့ရတယ်အဲ့တော့ပြောချင်တာကရွေးကောက်ပွဲဟာဒီဟာတွေနဲ့မဆိုင်ဘူးဆိုပြီးဒါသူတို့ကတော့ခေါင်းစဉ်ပြရမှာတော့လုံချုံကြီးကိုခေါင်းစဉ်ပြရမှာပေါ့ဗျာ knowledge ကဘာထက်ချက်လာနိုင်သေးလဲဆိုတော့ရဲတွေကအရက်ဝင်းနဲ့မဲရုံအတွင်းမှာ လုံချိုရေးကောင်းတဲ့ပြပြီးတော့ဆွေးစားပွဲရောက်ရှိနေလိမ့်မယ်ဒါပေမဲ့အဲ့ဒါကနိုင်ငံတကာနဲ့အများအနေကိုသာလုံချိုရေးတို့ပုံစံမျိုးဖြစ်ပြီးတော့တကယ်လက်တွေ့မှာじゃဒါဟိုသူအရက်ဝင်တဲ့အတွက်နိုင်ငံတကာတရားလို့တော့မရဘူးဒါသူတို့ကဘာလို့လုံးမှာလဲဆိုတော့ရွာသူဒီပြည်သူကကြတော့တက်ဆိုင်ရာရဲတွေကိုမိမိစခန်းရဲဟုတ်မို့ဆိုတာသိတယ်သိရဲ့အဲ့တော့အဲ့ဒါဘာလဲဆိုတော့မင်းတို့မဲယုံနဲ့ဝင်ရမယ်ဆိုတဲ့အကြောက်တရားကိုဗဇက်ကမပြောဘဲနဲ့သူတို့ကအဲ့မဲယုံ ်ဒီမှာရက်နေခြင်းအားဖြင့်ရှိနေခြင်းအားဖြင့်မိမိလူချင်းနဲ့ point အဲ့လက်နဲ့အဲ့ဆိုတာဒါမှမဟုတ်လဲဆိုတော့ဘာဘောင်မဲပြရမယ်ဆိုတဲ့ point ကိုလူပြပြီးတော့ချင်းချောက်တဲ့ပုံစံမျိုးတွေဒါစစ်ကောင်စီရဲ့ကိုစားဒါတွေကခံလာနိုင်အနေထားတွေပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်လက်ရှိမြင်တဲ့အမြင်လေးပေါ့ဆိုတော့ဆရာအမြင်နဲ့ရောအခုလာမဲ့အဲမင်းအွန်လိုင်းတို့ UCB လုပ်မဲ့ရေကောက်ပွဲမှာ ရဲတပ်ဖွဲ့တွေဘလို့အသုံးချနိုင်မယ်လို့မြင်လဲပေါ့နော်ဒီဟာပေါ့ကျွန်တော်အမြင်ကြတော့ဒီဟာပေါ့ကျွန်တော်ရဲတပ်ဖွဲ့ဝင်ပြန်လန်းအောင်ရှိပါမလားလို့နော်အဲ့လိုတော့မြင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟိုဘာပေါ့29ရက်2025ရက်နေ့ဟာကျွန်တော်ထပ်ပြီးတော့ထုတ်ထားတဲ့ဥပဒေပေါ့နော်အပါရီဆိုဟာထွေထွေရေကောက်ပွဲနှောက်ရှက်ဟန်သာငါကာပွဲရေးဥပဒေမှာဆိုရင်ကျွန်တော်တို့ဒီ ပုံမှန်စနစ်ပုံမှန်စနစ်ဆိုတာကျွန်တော်တို့ရေကောက်ပွဲနဲ့ဆိုင်တဲ့ကျွန်တော်တို့မဲလက်မှတ်ဒီဒီကမဲဆက်ဒီဓာရီကဲလုံချုံကြီးပေါ့နော်ဒီဟာလေးနဲ့ပတ်သက်လို့လုံချုံကြီးဒါအပြင်ပုံမှန်73ရအဲ့ဒီမှာရွေးကောက်ခံမဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီလွှတ်တော့ကိုစလဲဟောပါဒါအမတ်ဒီပေါ့နော်အမတ်ဒီဝင်းဒူရီရဲ့ကလုံချုံကြီးတောင်းလာကတောင်းလာလို့ရှိရင်ပုံမှန်74ရဒီရဲတပ်ဖွဲ့အနေဒါလုံချုံကြီးပြရမယ်ဒီဒါရှိရှိပြီးတော့လေနောက်တစ်ချက်က ကျွန်တော်တို့အခုဒီမှာဒီလုံခြုံရေးနဲ့ပတ်သက်လို့ကလည်းကျွန်တော်တို့ရက်တက်ဖွဲ့ကအတွင်မှုတွဲပဲ့အတွင်မှုမှာအကုန်ပါနေတာဖြစ်တယ်နော်ဘာပဲပြောဒီဒီကိစ္စတခုခုဖြစ်လို့ရှိရင်ဒီရဲတပ်ဖွဲ့မှာပဲတောင်းရင်ရှိမယ်ဆိုတဲ့ပုံစံမျိုးကိုအထက်ကတို့လုံးဝကိုဒါဖိအားပေးတာဒီဥပဒေကြီးနဲ့ကိုပြည်ပြင်ပြဋ္ဌာန်းထားတာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဘာတွေ့ရမလဲဆိုတော့ကျွန်တော်တို့အခုလက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေ နိုင်ငံအခြေအနေပေါ့နိုင်ငံအခြေအနေမှာဘာဖြစ်လဲဆိုတော့စစ်တပ်ကမတရားလူတွေဘုံကျဲတက်ဖြတ်ပေါ့နော်ဒီလိုပဲစစ်တပ်ရဲ့အတူပါတဲ့ရဲတွေကလည်းပူပေါင်းပါဝင်တဲ့အတွက်ပေါ့ပြောပြောရင်တော့ဒီနန်းဒါတွေကဖြစ်နေတဲ့အတွက်ဒီနစ်နာခဲ့တဲ့ပြည်သူတွေရဲ့နှလုံးသားတွေထဲမှာဒီဟောပါလူတွေကလူကအများကြီးရှိအဲ့တော့ဒီကိစ္စတွေကိုဥမာကျွန်တော်တို့ဒီလုံခြုံရေးလိုက်ပါခွာတော်ကိုယ်စားလှယ်တွေဟာဒါတွေအမှတ်တွေဟောပါဒီ ကျိုးတင်မဲဆိုတဲ့နေရာဒီမှာเนาะကျိုးတင်မဲဆိုတဲ့နေရာမှာနောက်တခါကျွန်တော်တို့ရွေးဟောပဲကျင်းပတဲ့ရက်ဒီမှာသူတို့လည်းလူကြီးရင်တောင်းပါပဲအဲ့လိုတောင်းတဲ့နေရာမှာရေးရပြည့်ပြည့်စုံတဲ့လူကြီးအနေထားရနိုင်မှာမဟုတ်အဲ့အင်အားနေချင်းနေပဲဖြစ်တဲ့အတွက်ခုနလိုပေါ့ကျွန်တော်တို့တော်လန်ရေးကိုအင်မတန်ပေါ့တဘောပေါ့ဒီပြင်းပြင်းထန်ထန်တုတ်ပြန်နေတဲ့ကျွန်တော်တို့တော်လန်ရေးအဖွဲ့တွေရှိသလိုခုနလိုမခံ ကြည့်ပါပေါ့ဒီခံစားရတာအများကြီးတော့များပြီးတော့လုံးဝမကျင်တတ်တဲ့လူတွေလူရှိအဲ့ဒီလူတွေကနှီးမျောနှီးပေါင်းစုံနဲ့အသက်အန္တရာယ်ဖြစ်တဲ့အထိဒါလုတ်ကြံလာတယ်အဲ့ဒီထားမှာပါသွားနိုင်ဘာဖြစ်လို့လဲဟာဒီရတဲ့အချိန်မှာတော့ရတယ်လို့လွတ်လိုက်မယ်ကွာဆိုတဲ့လူမျိုးတွေဖြစ်တဲ့တွေ့ကျွန်တော်တို့အဲ့ဒီပွဲမှာလုံချင်းလိုက်ပါတယ်ရတက်ဖို့ဝင်နေအေးရလုံချုံကြီးရလဲအင်ပတန်အရေးကြီးတဲ့အနေဒါအရင်လိုပို့လွတ်လပ်လာတွားလို့မရတော့အရင်ကဆိုကျွန်တော်တို့မိုးဘိုးတော် ပေးသေးတယ်ဗျာလိုက်လိုက်တဲ့ဖွဲ့အခုကအဲ့လိုမဘိုးပေးတာမပေးတာအဲ့မှာလိုက်ပါတဲ့လူအတွက်ကိုကအင်ပတန်လုံုံကြီးကခက်ခဲသွားတဲ့အနေအထားဖြစ်သွားတယ်တော့မှာပဲကျွန်တော်တို့အဲ့မှာသဘောတည်းတိတ်နစ်နာထားတဲ့လူတွေကတော့ဒီတစ်ခုမဟုတ်တစ်ခုသူတို့ကတော့လုံနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ဘာမှမမြင်နိုင်တော့သူတို့ဘက်မှာလည်းဘာမှမသိတော့ဟာတားသေးတယ်ယောက်ျားသေးတယ်ဒီလူကြောင့်ပဲဒီကဒီခုဒီဒီကာလမှာဒီလူတွေဖြစ်ထားတဲ့မိသားစုတွေနဲ့ဟာနေနေတဲ့မိရှုခံထားရတဲ့မျိုးစုံလုပ်ထားတဲ့လူတွေအတွက်က ဒီဒီလူတွေသွာလာတဲ့အနေထားမှာအခက်မသိအခက်မသိတို့အာဒီ interview တုံ့ပြန်လာမဲ့အနေထားမှာအနည်းဆက်ဆုံးလုံချင်းလိုက်ပါတယ်ရဲတပ်ဖွဲ့ကတော့ဒါထိတ်ဆုံးကခံပဲလို့မြင်တယ်အဲနောက်တစ်ချက်ကကျွန်တော်တို့ဒီမှာပေါ့နော်မဲလာထဲတဲ့လူတွေမဲထဲ့ဖို့အတွက်ကိုသူ့အပိုင်းသူ့အပိုင်းတောင်းဝင်ပေးလိမ့်အခုကဒီဘွားမဲလာမထဲ့ဘူးမဲလာမထဲ့လို့များတယ်ဆိုလို့ရှိရင် ဒါနဲ့ပတ်သက်လို့လည်းအဲ့ဒီအရာလေးမဲလာထဲဖို့အတွက်ကိုလည်းရဲတပ်ဖွဲ့ကအစီအမံလုပ်ထားမှာဖြစ်မယ်ဘလူဘလူတောင်းဝင်ရာရှိတယောက်နဲ့နေရင်းတယောက်ရေပေါ့အဲ့ဒီကဒီကဟာကလာတဲ့ကမဲထဲဖို့မဲလာထဲဖို့တောင်းဝင်ဘာတောင်းဝင်ရှိမယ်အဲ့ဒါကိုမင်းတို့ကြိုးစားရမယ်ပြည့်ွက်ရေးမဲလာထဲလို့အားနေလို့ရှိရင်မင်းတို့တွေရေးယူခံရမယ်ပုံစံမျိုးတွေဖြစ်လာတဲ့အခါဒီလက်ရှိအဲ့ဒီနေရာတွေမှာကြရတဲ့ဒီမဲလာထဲဖို့ဒီဘောရွာတွေဘောရွာသားတွေကိုတွားရောက်ဒီပြောဆိုဘောဆောင်ရွက်မဲ့လူတွေက အချိန်မေးပေါ့နော်အဒီဒီတကယ်လို့မင်းကလာမထည့်ခဲ့ရင်အရေးယူခံရတဲ့အတိုင်းတာမှာလေအာဒီဒီဒီပေါ့ဒီဘိုလေးနဲ့အာဒီလူရဲအုံနဲ့နော်ဒီနေရင်းဖွဲ့ကဒါရွာလူတွေလာမတက်ဘူးဆိုရင်သူတို့အရေးယူခံတယ်ပါပါမယ်စကံမှုပါမယ်မြို့တော့ပါအဆင့်ဆင့်ဒီနေရာမှာဒီမျိုးလုဆောင်မှုအားနေတယ်ဆိုတဲ့အတွက်တံပြန်အရေးယူခံတယ်အနေဒါရှိတေချာတာကဒီဘွဲမှာ ကျွန်တော်တို့စိုးရိမ်နေတာကအဲ့ဒီမှာမဲဆွယ်စီဝင်ကာရာမှာမဲထည့်တဲ့ကာရာဒီမှာလုံခြုံရေးလိုက်ပါတဲ့ရဲတွေတော်တော်များများဟိုအန်ဒီဖြစ်နိုင်တယ်လို့ဆိုတော့ကျွန်တော်ဒါမြင်တယ်ပေါ့နော်ဒါကျွန်တော်အမြင်လေးဖြစ်ပါတယ်အခုတော့ဒီဒီအာနာသိန်းကြီးရဲ့နောက်ပိုင်းမှာเนาะဟိုဟာစစ်သားတွေတည်တယ်ရဲတွေဒီဘက်ကကျွန်တော်တို့တော်လိုင်းအဖွဲ့တွေလည်းတည်တယ်ဘဒူတည်တည်ကျွန်တော်တို့ကတည်တဲ့ဟာကိုလည်းကျွန်တော်ရဲ့ဒီဒီလူတော်ဘောနေရာမှာကျွန်တော်ဝန်လည်းမတော် ဘယ်လိုသေးသေးကျွန်တော်တို့ကဒါစိတ်မကောင်းမကောင်းဘူးပေါ့နော်အခုခုဒီဘွဲမှာကျွန်တော်ခုနပြောထားတယ်ဒီတပ်ဖွဲ့ဝင်တွေပြန်လန်းရှိပါမလားဆိုတဲ့နေရာမှာဟိုပါပေါ့ဒီသူပေါ့အထက်ကဟာအထက်မှာကြံနေခဲ့တယ်ကျွန်တော်တို့ရဲ့အပေါင်းအသင်းတွေတငယ်ချင်းတွေတပည့်တွေဆရာတွေနော်သူတို့ကသူတို့သူတို့ရဲ့ခံယူခြင်းနဲ့သူတို့ရဲ့မူတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ကသူတို့မပြောချင်ပါဘူးဒါသူတို့ရဲ့စိတ်ဆန္ဒ တေချာဒါပေမဲ့ကျွန်တော်ပြောချင်တာသူတို့ရဲ့အသက်လုံခြုံရေးအတွက်အသက်အပူအသက်မတက်နိုင်တယ်မြတ်ဂယူးဆိုင်သိချင်တေသွားရင်ဘာမှမတက်နိုင်ဘူးတေဟာလာဘာမှတေသွားရင်ဘာမှလုပ်ပိုင်ခွင့်ဘာမှလည်းခံစားခွင့်လည်းရှိမှာမဟုတ်တော့အဲ့ဒီတော့နော်ဟိုစင်ဂျင်ုံတရားနဲ့ကိုဘာဖြစ်တင်လဲကိုကိုကိုဘဝဆက်ပြီးတော့ရှင်နေနိုင်မို့ကိုရဲ့မျိုးဆက်ကိုသားသမီးတွေရှင်နေနိုင်မို့ကိုကဘာဖြစ်တင်တယ်လဲ เนาะဟာဒီအခုရေကောက်ပွဲမှာမိမိကိုလုံချုံရေးဟိုလုံချုံရေးအကြောက်မိမိအန္တရာယ်ဖြစ်နိုင်တဲ့အချက်တွေကိုဟာလာဟိုဘောဒီစဉ်းစားကြည့်ချင်းပြီးတော့ရှောင်လွှဲနိုင်ပါစေလို့ဒါကတော့ကျွန်တော်ဒီအထဲမှာကြံခဲ့တယ်ပေါ့เนาะကျွန်တော်တို့ဒါကျွန်တော်မုံတရားမရှိပါဘူးเนาะဟိုဒီကဘောရတဲ့တပည့်တွေဆရာတွေတငယ်ချင်းတွေမျိုးအဲ့ဒါတွေကိုကျွန်တော်ကပြောချင်ပါတယ် ဟုတ်ကဲ့ပါဆရာဆရာတို့နဲ့ဆလုံးပါဝင်ပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။နောက်တစ်ပတ်ဒီမှာလည်းပြည်သူပန်းနိုင်နေတင်ဆက်ပေးနေတဲ့သဘောဟာရဲ့စီစဉ်လေးတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။စစ်ပွဲမှာလည်းကျင့်ဝတ်ရှိတယ်။